္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဆုံးသတင်းတစ်ပုတ်ကတော့အမေရိကန်နိုင်ငံတွင်ထောင်နှံကြခံနေရသောရခင်ဟွန်ဒူရက်စ်သမရဟောင်းအားပြန်လွှတ်ပေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ထိုဟွန်ဒူရက်စ်သမရဟောင်းဟာမူရစေဝများအားမောက်ခုတင်သွင်းမှုဖြင့်ထောင်နှံကြခံနေရတာဖြစ်ပြီးဟွန်ဒူရက်စ်နိုင်ငံရွေးကောက်ပွဲမှာမိသူမိဝါနိုင်ရမည်ဖြစ်ကြောင်းတိတိကျကျမသိရသေးတော့ညာလည်းပဲထိုတို့ပြန်လွှတ်ပေးခဲ့တဲ့အတွက်နိုင်ငံရေးအငင်းပွားမှုများဖြစ်ပေါ်လျက်ရှိနေပါရရှင်ဒုတိယသတင်းတစ်ပုတ်ကတော့အကဲရွေးများဗင်နီဇွဲလားနိုင်ငံနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပါကသမရဒေါ်နယ်ထရမ့်ဘက်ကစစ်တပ်အုံပြုခွင့်ရှိမ ရှိကို American Congress တွင်မဲခွဲဆုံးဖြတ်ရန်အတွက် American လွှတ်တော်အမှတ်များမှစူးစမ်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်စစ်ပွဲအားထိန်းချုပ်ဆုံးဖြတ်ချက်ချရရင်သမရမမဟုတ်ပဲ Congress မှဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်းဒေတာရန်ပြုတ်လုလို့တဲ့အတွက်ယခုလိုမျိုးမဲခွဲဆုံးဖြတ်ရန်ကြိုးပမ်းနေကြတာပဲဖြစ်ပါရရှင်တတိယသတင်းဒီပုတ်ကတော့ Ukraine နိုင်ငံနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်လိုအပ်ချက်များကို Russia သမရ Putin နှင့် American တပ်တမန်တို့မှနိုင်ကြအောင်ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်နှနိုင်ငံကြားတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာပဲတိုင်းငင်းတမန်ငင်းဆွေးနွေးမှုလမ်းကြောင်းအပေါ်ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းပြသလျက်ရှိနေပါရရှင်နောက်ထပ်သတင်းဒီပုတ်ကတော့ New York York Times သတင်းစာအရနိုင်ငံ၁၉နိုင်ငံမှာလူအများဤအရှေ့ပြောင်းလာရောက်နေထိုင်ခွင့်ရှောက်လာများအလုံးအား American နိုင်ငံဘက်ကပယ်ချလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ထို့သောပယ်ချခဲ့တဲ့အတွက်ရှေ့ပြောင်းလာရောက်နေထိုင်သူများဤမျှော်လင့်ချက်များအလုံးပျက်စီးဆုံးရှုံးနေတာပဲဖြစ်ပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ယခင်၂024ဒီဇင်ဘာလတွင်အာနာသိမ့်ရန်ကြံစည်ခဲ့သောအမှုတွေပါဝင်ပတ်သက်နေသည်ဟုဆွဆွခံရသောဗန်နာယီဝင်ကြီးဟောင်းအားခိတထိန်သိမ့်ရန်တောင်းဆိုချက်အားတောင်ကိုရီးယားတရားရုံးမှပယ်ချဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။အထက်လွှတ်တော်ရှေ့နေများအနေဖြင့်ထိုဝင်ကြီးအားဖမ်းဆီးထောက်ချရန်တိုက်တွန်းခဲ့တော်လဲတတိထောက်ထားများခိုင်လုံမှုမရှိတဲ့အတွက်တရားရုံးကပယ်ချခဲ့တာပဲဖြစ်ပါရ پرورشیم